အားလုံးမင်္ဂလာပါအခုပြောပြပေးမယ့်အကြောင်းအရာလေးက monetization ဆိုတာဘာလဲ monetization အမျိုးအစားတွေပြောပြပေးပါဖြစ်ပါတယ်အခုတော်တော်များများရဲ့အာ online မှာဖြစ်ဖြစ်ပါဇက်ချားမှာ monetization နဲ့ပတ်သက်ရှာမယ်စသဖြင့်ခေတ်စားရယ်ပေါ့နော် monetization ဆိုပြီးပြောလိုက်တာ ਨੇ Facebook monetize content monetize ဆိုတာပဲမျက်လုံးနဲ့ပြင်းနေကြတယ်ဒါပေမဲ့ monetize ကအများကြီးရှိတယ်အဲ့ဒီအမျိုးအစားတွေပြောပြပေးပါမယ်ပြီးတော့ monetization ဆိုတာဘာလဲဆိုတာဒီဗီဒီယိုမှာပြောပြပြီးသွားမှာဖြစ်တဲ့အတွက်အဆုံးထိကြည့်သွားလို့ရပါတယ်ဟေ့ အဲဒီကောင်းစင်မှာ monetization ဆိုတာဘာလဲဆိုတာစပြီးတော့ကျွန်တော်ပြောပြရမယ်ဆိုရင်သူကအလုပ်တစ်ခုအကြောင်းအရာ content တစ်ခုပစ္စည်းတစ်ခုကနေဝင်ဝင်ရရှိအောင်လှုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်ဒီဖြစ်စဉ်ကိုကျွန်တော် online business social media youtube blogging app development စတဲ့ level တွေမှာအများဆုံးအသုံးပြုကြရတယ် monetization နည်းလမ်းတွေအများကြီးရှိပါတယ် monetization နည်းတွေအများကြီးတဲ့ကကျွန်တော် video အဆောင်မှာပြောခဲ့တဲ့အတိုင်း monetize အကြောင်းအရာတွေပြောပြပြီးမှာဖြစ်ပါတယ်အဲ့ပထမဆုံးအချက်ကတော့ကျွန်တော် Google SEO, Facebook ADS, YouTube ADS ကနေဝင်ဝင်ရှာရဖြစ်ပါတယ် ်သက်ဆိုင် YouTube platform Facebook platform တွေကနေပြီးတော့လူကြီးမင်းတို့ရဲ့ content တွေကြားထဲမှာအဲကြော်ညာထည့်ပြီးတော့ဒီအကျိုးမြတ်ကိုအဲတယောက်တစ်ဝက်ခန်းစားရရှိတဲ့သဘောပဲဖြစ်ပါတယ်။ဒီ website ဒီကနေတော့ပတ်စံရှာလို့ရပါတယ်။နံပါတ်1ကတော့ affiliate marketing ပေါ့နော်။ဒါတော့12ဖက်ပြီးစီးပွားရှာတာပေါ့ Amazon နဲ့ကျွန်တော် Lazada အစသဖြင့် Samsung အစသဖြင့် affiliate program တွေလုပ်ပြီးတော့အဲ့ဒီ link လေးကနေပြီးတော့တို့ရောင်းချတာတဲ့ပစ္စည်းကိုလူကြီးမင်းကကြော်ညာပေးမယ်ဆိုရင်အဲ့ဒီကရတဲ့ commission အကျိုးမြတ်ကိုခန်းစားပြီးတော့ ရရှိတဲ့ affiliate marketing ဖြစ်ပါတယ်။မြန်မာပြည်မှာတော့အဲ့ဒီဟာကတိတ် website ရှင်းနေနဲ့တွားပြီးတော့လောက်ရတဲ့ဟာတွေတိတ်မတင်ကျဲသေးဘူး but anyway ဒီတိုင်း sponsor code တွေနဲ့အဲ connect creator တွေကြော်ညာပြီးတော့အဲဆောင်ရွက်တဲ့ affiliate marketing system လည်းရှိပါတယ်ခင်ဗျာ။နံပါတ်3ကတော့ selling digital product ပေါ့နော်ကျွန်တော်တို့ digital ပစ္စည်းတွေရောင်းချပြီးတော့ပတ်စံရတာပါ။ e-books တွေ online သင်တန်းတွေ graphic design နဲ့ software တွေအဲအဲ့ဒီ digital product အမျိုးမျိုးရောင်းချပြီးတော့ပတ်စံချတာလည်း monetize အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။နံပါတ်၄ကတော့ကျွန်တော် subscribe ရှင်ပေါ့နော်။အဲ fan subscribe လုပ်ခါတာမျိုးပေါ့ Facebook မှာလည်းအဲ့ဒီ feature တွေပါပါတယ်။ YouTube မှာဆိုလို့ရှင်လည်း member only ဆိုတဲ့ feature တွေရှိတယ်။ဒါမျိုးပေါ့။အဲသူကတော့တီးတန့် digital product မဟုတ်ဘဲနဲ့သူတို့သက်ဆိုင်ရာ platform တွေမှာချပေးထားတယ်။အဲ systematically system feature အဲ့ဒီသက်ဆိုင်ရာသူတို့ရဲ့ fan subscribe အစသဖြင့်သူတို့သက်ဆိုင်ရာ platform တွေ Netflix, Spotify စသဖြင့် platform တွေကနေပြီးတော့လာစဉ်နှစ်စဉ်ချီပေးပြီးတော့ပတ်စံရရှိတဲ့ feature တခုပဲဖြစ်ပါတယ်။နံပါတ်ကတော့ freelance ပေါ့နော်။ဒါတော့ freelancer တွေအခုအတော်တော်များများလောက်ကရင်ဆောင်ရွက်လာကြရဖြစ်ပါတယ်။ငွေတွေလည်းရှိလာကြပြီး freelance ကနေပတ်စံရှာတာပဲဖြစ်ပါတယ်။ freelancer ဆိုရင် Upwork တို့ freelancer စသဖြင့် Fiverr စသည် platform တွေမှာလည်း writing graphic design တွေပြီးလို့ပြောဝင်ဝင်ရှာလို့ရတယ်လို့ကိုပိုင်း content ဖန်တီးပြီးတော့အဲ့ဒီ content ကိုစိတ်ဝင်စားပြီးတော့ရောက်ရှိလာတဲ့ audience တွေကိုဥပမာ social media service ဆိုလဲ social media service video editing ဆိုလဲ video editing digital marketing ဆိုလဲ digital marketing monetize နဲ့ပတ်သက်တဲ့ပညာရည်တွေနဲ့ပတ်သက်ပြီး service ပေးမယ်ဆိုလဲ monetize ပေါ့အချို့တွေကအဲကျမမှာဘန်အကောင့်ချိတ်ဖို့ပြောလာပြီးကျမမှာ content monetize ပွင့်လာပြီးဘယ်လိုဆက်လုပ်ရမလဲစသဖြင့်မသိတဲ့သူတွေအတွက်ကိုကကိုရဲ့အဲကျွမ်းကျင်တဲ့နေရာနေပြီးတော့သူတို့ဝန်ဆောင်မှုပေးပြီးတော့အဖိုးခါယူရပေါ့ဒါမျိုး freelance လုပ်တာမျိုးဖြစ်ပါတယ် ဟိုမှာ page ကြီးခိုးခံလိုက်ရတယ်။ပြန်ယူပေးပါဦးဆရာ။ Subscription service လာအဲလဲလုပ်ပြီးလို့ရပါတယ်။တို့ page ကြီးဟမ်မခေအောင်ကင်တွေ့ပြီးတာတွေကအဆပါပေါ့နော်။အဲ့လိုမျိုး freelance ကနေလည်းပတ်စံရရှိပါတယ်။ဒါလည်း monetize အမျိုးအစားတစ်ခုဖြစ်ပါတယ်။အဲ့တော့ monetize အမျိုးအစားအများစွာရှိတဲ့တဲ့ကကျွန်တော် monetization ကနေဝင်ဝင်ရှာတဲ့အဲနီလန်း၅ခုပြောပြပေးလိုက်ပါတယ်နော်။ Okay အဲ့ဆိုရင် monetize app ဆက်ပြီးတော့ကျွန်တော်အရေးကြီးတဲ့အချက်တွေပြောပြပေးပါမယ်။အဲ့တော့ monetize ကနေပတ်စံရှာမယ်ဆိုရင်ကျွန်တော်တို့မြန်မာပြည်မှာခေတ်စားရတယ်။ အဲတော်တော်များများသိကြတယ် TikTok နဲ့ပတ်စံရှာတာပဲဖြစ်ဖြစ် Facebook content monetization နဲ့ပတ်စံရှာတာပဲဖြစ်ဖြစ် YouTube ကနေပတ်စံရှာတာပဲဖြစ်ဖြစ်ဒီသုံးကခက်စားတာပေါ့နော်အဲဒီဘယ်ရဘယ်နေရာမဆိုပတ်စံရှာတာပဲဖြစ်ဖြစ်ပေါ့ခင်ဗျာအရင်သိရှိတဲ့ content တွေဖန်တီးရမယ်ပုံမှန်တင်ပေးရမယ် comment တွေ reply ပြန်ပေးရမယ် target audience ကိုပရိသတ်ဘာကြိုက်လဲဆိုတော့သိရမယ်သိပြီဆိုရင်အဲဒီလမ်းကြောင်း design မမန်အာတချို့တွေက3လနဲ့ပေါက်တယ်ဆိုမှကိုက2နှစ်လောက်ကြာရင်လည်းကြာမယ်3နှစ်ကြာရင်လည်းကြာမယ်အဲ့လိုမျိုးဆက်ဆက်မပြတ်လှုပ်ဆောင်သွားပြီးတော့လောက်အောင်မှဖြစ်ပါတယ် ခဏနဲ့မရဘူးချက်ချင်းမရဘူးစိတ်ရှိရှိဇွဲရှိနဲ့လှုပ်ဆောင်မှာဖြစ်ပါတယ်ကိုယ့်ရဲ့ skill တွေ connect တွေကိုယ့်ရဲ့ creativity တွေကိုချပြပြီးတော့ဒါတွေကိုသုံးချပြီးတော့ဝေချလို့ရတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်ဒီနည်းလမ်းတွေကောင်းကောင်းသုံးချမယ်ဆိုရင်အိမ်တဲကနေအိမ်ပြန်မထွက်အိမ်မှာထိုင်ပြီးတော့ online ကနေဝင်ဝင်ကောင်းကောင်းရရှိကြမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့တော့ဒီအကြောင်းအရာလေးရဲ့ဒီသင်ခန်းစာလေးရဲ့အဲကျွန်တော်အစမှကြည်ပေးရတဲ့အတိုင်း ဒီသင်ခန်းစာနေစာပြီးတော့ကျွန်တော်ရဲ့ channel လေးတွေကျွန်တော်ရဲ့ page တွေကို subscribe လုပ်သွားပြုလို့ရပါပြီ။အားကြောင့်လဲဆိုတော့အခုခေတ်စားနေတဲ့ digital monetize youtube monetize Facebook monetize စတဲ့အကြောင်းအရာတွေတဲကကျွန်တော်က Facebook content monetization နဲ့ပတ်သက်ရှာတဲ့သင်ခန်းစာအပုတ်40လောက်ကိုအခမဲ့ကျွန်တော်ရဲ့ channel ကနေတင်ဆက်ပေးမှဖြစ်တဲ့အတွက် Facebook ကအားပေးနေရဆိုရင် like လေးလုပ်သွားပေးလို့ရပါတယ်။ YouTube ကအားပေးနေတယ်ဆိုရင် subscribe လေးလုပ်သွားပေးလို့ရပါတယ်။ TikTok ကအားပေးနေတယ်ဆိုလို့ရှိရင်လည်း follow လုပ်သွားပေးလို့ရပါတယ်။တစ်ရက်ကိုတစ်ပုံနှစ်ရက်ကိုတစ်ပုံကျွန်တော်အခုအစပြီးတော့တက်ဆက်ပြီးမှဖြစ်တဲ့အတွက်စောင့်မျှော်အားပေးလို့ရပါတယ်။အဆိုသင်ကန်းစာနံပါတ်1မှာကျွန်တော် Facebook content monetization ကနေပတ်စံရှာတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အဲဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်။အဲဆိုသင်ကန်းစာနံပါတ်1မှာဆက်ပြီးတော့တွေ့ကြရအောင်။